ဘတ်တွင်နိုင်ငံတကာသတင်းတွေကထူးခြားတဲ့သတင်းတွေကိုကောက်လို့ဖော်ပြဖို့အချိန်ကိုရောက်လို့လာပြီဖြစ်ပါတယ်။ဒီနေ့ဘက်မှာစိတ်ဝင်စားစရာသတင်းတွေကများပါတယ်။ပါကစ္စတန်နဲ့အိန္ဒိယစစ်ပွဲသတင်းတွေမော်စကိုမှာကျင်းပတဲ့မဟာမျိုးချစ်ကြီးတဲ့ပွဲသတင်းတွေကွေလွန်သွားတဲ့ပုံရံမင်းကြီးနေရာကိုရွေးကောက်တင်မြှောက်ခဲ့တဲ့သတင်းတွေနဲ့ဒီနေ့ဘက်ကစိတ်ဝင်စားစရာတွေများခဲ့ပါတယ်။ပါကစ္စတန်နဲ့အိန္ဒိယကြားအငင်းပွားနေတဲ့ကက်ရှမီးယားမှာ ပြီးခဲ့တဲ့ရဲစတဲ့ဘက်ကဖြစ်ခဲ့တဲ့ခရီးသွား26ဦးတပ်ခန့်ရရဲ့ကိစ္စဒီတစ်ပတ်မှာနှစ်နိုင်ငံကြားလေကြောင်းတိုက်ခိုက်မှုတွေအထိတင်းမာမှုမြင့်တက်ခဲ့ပါတယ်။အိန္ဒိယကအစိုးပိုင်းကလေးကခီးသွားတွေအသက်ခံရတာကိုလက်တုံပြမယ်လို့ပြောခဲ့တဲ့အတိုင်းအင်္ဂါနေ့ညကနေဗုဒ္ဓဟူးနေ့အစိုးပိုင်းထိပါကစ္စတန်ကိုဒုံးကျည်တွေလေကြောင်းကပစ်ခတ်မှုတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ပါကစ္စတန်ကိုဒိုးလဲရတာ ပါကစ္စတန်နဲ့ပါကစ္စတန်ထိန်းချုပ်တဲ့ကက်ရှမီးယားဒေသတွေကပြင်းမှတ်ကိုကူကိုတိုက်ခိုက်ခဲ့ရမှာအဆောက်အဦတွေထိခဲ့ပြီးလူ26ဦးသေဆုံးက46ဦးဒဏ်ရာရခဲ့ပါတယ်ဒီထဲမှာအိန္ဒိယကကာလာရှိကြပြင်းမှတ်ထားနေတဲ့ဂျာဟင်အီးမိုဟာမက်အဖွဲ့ကောင်းသောမူလာဒါမာဆုတ်အဇာရဲ့မိသားစုဝင်10ဦးနဲ့သူ့လူယုံ3ဦးလည်းပါသွားခဲ့ပါတယ်အိန္ဒိယတိုက်ခိုက်မှုကိုပါကစ္စတန်ကတုံ့ပြန်ခဲ့ရမှာအိန္ဒိယတိုက်လေရင်၅သိန်းကိုပြစ်ချနိုင်ခဲ့တယ်လို့ဆိုပေမဲ့ နောက်ပိုင်းမှာသုံးဆင်းသာပြစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်ကြားစစ်ရေးထိတိုက်တွန်းမှုကိုအမေရိကန်တရုတ်ရုရှားအပါအဝင်နိုင်ငံတကာခေါင်းဆောင်တွေကစိုးရိမ်ကြောင်းထုတ်ပြန်ခဲ့ပြီးတန်တမာရေးရအဖြေရှာဖို့တိုက်တွန်းခဲ့ပါတယ်။ယခုသတင်းဖော်ပြချိန်အထိပါကစ္စတန်နဲ့အိန္ဒိယနယ်စပ်မှာတိုက်ခိုက်မှုတွေရှိနေသေးဖြစ်ပြီးကုလနဲ့နိုင်ငံတကာကကြားဝင်စိတ်သက်နိုင်မှုကြိုးစားနေပါတယ်။အီဘီလာ27ရက်ကကွယ်လွန်ခဲ့တဲ့ ပုံရံမင်းကြီးဖရန်စစ်ရဲ့နေရာကိုစက်ခံမဲ့နေရာအတွက်ပုံရံမင်းရွေးချယ်ပွဲကိုဗိုလ်တခုနေကစပြီးကာရီနယ်133ပါးဟာဗာတီကန်မှာစုဝေးခဲ့ကြပါတယ်ရွေးချယ်ပွဲပထမနေ့ကိုဗာတီကန်ကပုပ်ယမ်းမင်းရဲ့တရားဝင်နေထိုင်ရာဘုရားကျောင်းဖြစ်တဲ့စစ်စင်းချယ်ပွဲဘုရားကျောင်းမှာကျင်းပခဲ့ပြီးပထမအကြိမ်မဲပေးမှုမှာပုပ်ယမ်းမင်းအစ်စ်မရွေးချယ်နိုင်ခဲ့ပါဘူး ဒီလိုမျိုးချင်နိုင်ခဲ့တာကိုစစ်စင်းချေပဲဖရာเจ้าမိโกခေါင်းနိုင်ငံနေရွေးချယ်နေသေးဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အမဲရောင်မိโกထုံးလင်းပြခဲ့ပါတယ်။မလ9ရက်ဒုတိယမြောက်နေ့မှာတော့ဖရာเจ้าမိโกခေါင်းနိုင်ငံနေအဖြူရောင်မိโกထွက်လာခဲ့ပါတယ်။ဒါဟာပုံရမ်းမင်းအစ်စ်ရွေးချယ်နိုင်ငံเจ้าတင်ကြတာဖြစ်လို့ဆောင်းတိုင်းကြီးစုနေသူတွေလက်ခုပ်ဩပါပေးခဲ့ကြပါတယ်။ ရွေးချယ်ခံရတဲ့ပုံရံမင်းကြီးဟာအသက်69နှစ်အရွယ်အမေရိကန်ဘွား Robert Francis Presbo ဖြစ်ပြီးမြောက်အမေရိကတိုက်ကန်နေပထမဆုံးဖြစ်လာတဲ့ပုံရံမင်းကြီးဖြစ်ပါတယ်။ပုံရံမင်းကြီးဟာသလီးရမြောက်လီယိုဆိုတဲ့အမည်ကိုခံယူမှာဖြစ်ပါတယ်။ Et spiritu sancti discendat super vos et maniat semper သူ့ကိုကာရီနယ်ရဟန်းမတ်ဖြစ်2023လုံးကပုပ်ဖရန်စစ်ကခန့်အပ်ခဲ့တာဖြစ်ပါတယ်။သူဟာပီယူးနိုင်ငံသားခံယူထားသူလည်းဖြစ်ပါတယ်။ပထမဆုံးအမေရိကန်ပုံရမ်းမင်းဖြစ်ရွေးချယ်ခံရတဲ့လီယိုဇလီပေါ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဂုဏ်ပြုခဲ့ပြီးသူ့ရဲ့ Trust ဆိုချယ်ပလက်ဖောင်းမှာသူဟာပထမဆုံးအမေရိကန်ပုံရမ်းမင်းဖြစ်တယ်ဆိုတာသိရတာကအယံဂုံယူစရာပါလို့ရေးခဲ့ပါတယ်။ Surprise very happy. It's just a great absolutely great honor. မေလ9ရက်ဟာကဘာတဝင်းကကက်သလစ်ဘာသာဝင်တန်း1400ကိုဦးဆောင်မှုပူကျမ်းမင်းကြီးကိုရွေးချယ်နိုင်ခဲ့တဲ့နေ့ဖြစ်တယ်လို့ဒုတိယကဘာစီကြီးပြီးဆုံးတဲ့နှစ်80ပြည့်နေ့လည်းဖြစ်ခဲ့ပါတယ်။အဲ့ဒီဒုတိယကဘာစီကြီးပြီးဆုံးတဲ့နှစ်80ပြည့်ကိုပူတင်ကမော်စကိုရင်ပြင်ဒီမှာတခမ်းနာကျင်းပဖို့စီစဉ်ခဲ့တယ်လို့၃ရက်ကြာတစ်ဖက်သက်ပြစ်ခတ်ရစဲရေးကိုလည်းကြီးညာခဲ့ပါတယ်။ဒါ့အပြင်ဒီခမ်းနာကိုတက်ရောက်ဖို့ကဘာခေါင်းဆောင်ချုပ်ကိုဖိတ်ခဲ့ပါတယ်။ ယူကရိန်းကတော့ရုရှားရဲ့ပြစ်ခတ်ရစဲရေးကိုလက်မခံဘဲဟာတာပြတ်သက်တစ်ခုပဲလို့တုံ့ပြန်ခဲ့ပါတယ်။အဲ့ဒီရဲ့မတိုင်ခင်မော်စကိုနဲ့ယူကရိန်းကြားအပြန်အလှန်တိုက်ခိုက်မှုတွေပြင်းထန်ခဲ့ပြီးရုရှားလေကြောင်းတိုက်ခိုက်မှုတွေကြောင့်မြို့တော်ကီးယက်အပါအဝင်ဇာပိုရှိယာခက်ဆော့နဲ့ဒိုးနက်ဒေသတွေမှာ ထိခိုက်ဒေဆုံးမှုတွေရှိခဲ့ပါတယ်။မေလ9ရက်ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့်ကီးယက်မှာအမျိုးသမီး2ဦးဒေဆုံးခဲ့ပြီး4ဦးဒဏ်ရာရခဲ့ပါတယ်။ ယူကရိန်းကလည်းဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့လို့မော်စကိုမြို့တော်အနီးကလေတဲ့စစ်ကမ်းအပါအဝင်ပြည်နယ်ဒေသ6ခုကရုရှားကာဝေးရေးစစ်ရင်အချို့မီးလောင်ခဲ့ပါတယ်။ဒီလိုတိုက်ခိုက်မှုတွေကြောင့်ရုရှားကခရိုင်းမီးယားမှာကျင်းပမဲ့ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်းနှိမ့်ရှင်းဆက်ပြီးအခမ်းအနားကိုဖျက်သိမ်းခဲ့ပါတယ်။ဒါ့အပြင်ရင်းမြစ်နီမှာကျင်းပမဲ့နှိမ့်ရှင်းဆက်ပြီးအောင်ပွဲခံအခမ်းအနားကိုယူကရိန်းတိုက်ခိုက်တာမခံရဘူးမော်စကိုမြို့တော်နဲ့အနီးတိုင်းမှာမိုဘိုင်းဖုန်းအင်တာနက်ကန့်သတ်ခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့်မော်စကိုယင်မင်းဒီမှာကျင်းပမဲ့အောင်ပွဲခံချီတက်ပွဲအခမ်းအနားကိုတချို့ကောင်းဆောင်တွေကတော့လာနိုင်မှာမဟုတ်ဘူးလို့အကြောင်းပြန်ခဲ့ပါတယ်။ယူကရိန်းသမ္မတကတော့ဒုတိယကမ္ဘာစစ်ကနာဇီတွေပေါ်အောင်ပွဲခံခဲ့တဲ့မေလာရှိရနေ့အထိမ်းအမှတ်ဖြစ်ကီယက်မြို့တော်မှာလမ်းလျှောက်သွားလာရင်းပြည်သူတွေကိုဂုဏ်ပြုပြောဆိုခဲ့ပါတယ်။ на поле боя, дипломатичной арене, в экономическом просторе, всюду, да, это только возможно, что в действительно. Тео Тамара Си Цзиньпин, Путин и Пэйяму Ян, Москву ма джема ре, амбой хан чите буэ кана у тэя пу, рача гу мила хуна я ма туа яу кэ баре. Тео Тамара гу, рача бака дэкан на чуду гэ би, мила си е нэнэ бай, крин ми нэн ома, рача Тамара Путин не твэсун суни гэ джа баре. Эри суни му ма, Си Цзиньпин га, ဖွံ့ဖြိုးတဲ့နိုင်ငံအားလုံးရဲ့အကျိုးစီးပွားနဲ့အခွင့်အရေးတွေကိုပြည့်ပြည့်စုံစုံခုခံကာဝယ်ပေးသွားဖို့အသင့်ရှိရလို့ပြောခဲ့ပါတယ်။လက်ရှိကမ္ဘာကြီးဟာတစ်ဖက်သက်လုံရက်တွေနဲ့အင်အားသုံးအာဏာရှင်စနစ်တွေနဲ့ရင်ဆိုင်နေရတယ်လို့လည်းရှီကျင်းပြင်ကဆိုပါတယ်။တရုတ်သမ္မတကပူတင်ကိုနှစ်နိုင်ငံအတူလက်တွဲပြီးဒန်းတို့ညီမျှပြီးစနစ်ကျတဲ့ပတ်စုံကမ္ဘာကြီးကိုထူထောင်သွားဖို့လည်းပြောခဲ့ပါတယ်။ပူတင်ကတရုတ်နည်းပညာနဲ့စက်မှုကုမ္ပဏီတွေကိုရုရှားမှာလာရောက်ရင်းနှီးမြှုပ်နှံမှုကမ်းလှမ်းခဲ့ပါတယ်။ဒီတဲ့ဘက်မှာဒီလိုသတင်းတွေပြင် မြောက်ကိုရီးယားကပယ်ထိန်တုံးကြီးအများပြားပြည့်လွှတ်ဆန်းသက်ခဲ့တာအစ္စရေးကာကွယ်ရေးဝန်ကြီးကဟူသီအဖွဲ့ကအစ္စရေးကိုတိုက်ခိုက်ရင်အီရန်မှာတိုက်ခိုက်ခံရမယ်လို့သတိပေးခဲ့တာရပောင်း30ချွင်းချက်မရှိပြည့်ခတ်ရက်စဲရေးကိုရုရှားသဘောမတူရင် နောက်ထပ်စီးပွားရေးပိတ်ဆို့မှုတွေလုပ်မယ်လို့ထရန့်ကပြောခဲ့တာဗလာဒီမာပူတင်ကိုစစ်ရသည်ဝေကောင်ဟုသတ်မှတ်ကြောင်းအမေရိကန်ဗန်နာရေးဝန်ကြီးကပြောခဲ့တာဆိုဗီယက်ခေတ်အာဂါဒါယင်ကဘာကိုအထိမ့်မဲ့ကြားလာဖို့ရှိနေတာ စတဲ့သတင်းတွေလည်းရှိခဲ့တဲ့အကြောင်းတင်ပြရင်ယခုဒီပတ်နိုင်ငံတကာသတင်းကောက်လုပ်ဖော်ပြချက်ကိုဒီမှာပဲရက်လိုက်ချင်ပါတယ်